င့်ကွန်ပျူတာအတွက်အကောင်းဆုံး free boolean တစ်ခုကိုဘယ်လိုမျိုး install တစင်ချင်းပြုလုပ်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်။ပထမဆုံးကျွန်တော်တို့ Google Chrome နဲ့ကိုတိုင်းနေတဲ့ရဒီ browser ပေါ့နော်ကျွန်တော်ကတော့ဒီ Google Chrome နဲ့ကိုဝင်လိုက်တယ် Chrome မှာဝင်ပြီးတော့မှကျွန်တော်တို့ဒီမှာအဲဘယ်လိုမျိုးရှာပေးရမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ UR အဲဒီမှာပေါ့နော် UR B VPN ပေါ့နော် Arban VPN ပေါ့နော် VPN FOR for PC download ဆိုပြီးတော့မှကျွန်တော်ရိုက်လိုက်ပေါ့နော်ရိုက်ပြီးတော့မှကျွန်တော်တို့ရှာပေးလိုက်ပါ โอเคအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာပေါ့နော်ဒီအပေါ်ဆုံးမှာတွေ့တယ်ကျွန်တော်တို့ဒီမှာပေါ့နော် the best free VPN for window ပေါ့နော်ဒီမှာ Arban VPN ဆိုရဲဒီအောက်ကဒီစာအပြာရောင်လေးကိုကျွန်တော်တို့နေပေးလိုက်ပါโอเคဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့နော်အောက်မှာဒီမှာ free download ဆိုတာလေးရှိရယ်ပေါ့နော်အဲ့ဒီ free download ဆိုတာလေးကိုကျွန်တော်တို့နေပေးလိုက်ပါ Okay အဲ့ဒီမှာပေါ့ဒီနေရာရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော် you are download ဒီမှာပေါ့နော် click here ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့နေပေးလိုက်ပါ โอเคခုလိုမျိုးကျွန်တော်ဒီဘေးမှာ download ပြုလုပ်နေပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ခေတ္တဆောင်ဆိုင်ပေးရပါမယ်โอเคခုလိုမျိုး download ပြုလုပ်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့အဲ့ download အဒီပြီးသွားတဲ့ဟာကိုပဲကျွန်တော်တို့ဒီမှာပေါ့เนาะအဒီမှာအ URBN Urban VPN အ 1.exe ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီမှာနှိပ်ပေးလိုက်ပါโอเคဒီလိုမျိုးပေါ်လာပြီဆိုလို့ရှင်เนาะကျွန်တော်တို့ဒီမှာ next ကိုဆက်သွားပေးလိုက်ပါ โอเคအဒီနေရာကိုရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ agree and continue ကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါโอเคเอ่อဒီမှာပေါ့เนาะဒီနေရာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့ install ဆိုတာကိုပဲကျွန်တော်တို့နှိပ်ပေးရမှာပဲဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်เนาะသူ install ပြုလုပ်ပေးနေတာတော့ကျွန်တော်တို့ခေတ္တဆောင်ဆိုင်ပေးရပါမယ် okay ခုလိုမျိုးကျွန်တော်တို့ဒီမှာပေါ့နော်အဲဒီမှာဒါဆိုရင် install ပြုတ်လုပ်ပြီးသွားပြီ install ပြုတ်လုပ်ပြီးသွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့ဒီမှာ launch arban vpn ဆိုတဲ့နေရာမှာအမှန်ရှင်းထားရဲဆိုလို့ရှင်တော့ကျွန်တော်တို့ finish နှိပ်လိုက်တာနဲ့အဲ့ဒီ vpn ကပွင့်လာပါပေါ့နော်ကျွန်တော်တို့ကကိုယ့်ဘာကိုပဲကျွန်တော်တို့ manual ဖွင့်ချင်တယ်ဆိုလို့ရှင်တော့ဒီကောင်အမှန်ရှင်းဖြုတ်ပြီးတော့မှာကျွန်တော်တို့ finish ကိုနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီ desktop ပေါ်မှာဒီမှာ arban vpn ဆိုတဲ့ဒီမှာပေါ့နော် vpn တစ်ခုရောက်လာပြီပေါ့နော်အဲ့ဒီ vpn လေးကိုကျွန်တော်တို့ဖွင့်လိုက်ပါ โอเคဒါဆိုလို့ရှင်ရှင်ရတော့အဲဒီမှာပေါ့နော်ဒီထဲကိုကျွန်တော်ရောက်သွားပြီပေါ့နော်ရောက်သွားပြီဆိုရင်ဒီမှာပေါ့နော် location တွေကကျွန်တော်တို့အများကြီးပါတယ်ပေါ့နော်ကျွန်တော်တို့တိုက်နေတဲ့ရာ location ကိုကျွန်တော်တို့ရှိတ်ဆက်လို့ရပါတယ်ကျွန်တော်ကတော့ကျွန်တော်တို့ဒီမှာပေါ့နော်အာဆီယံနိုင်ငံဖြစ်တဲ့ကျွန်တော်စင်ကာပူကိုကျွန်တော်ရွေးပြီးတော့မှရှေ့ပြပါမယ်ကျွန်တော်ဒီမှာစင်ကာပူကိုနှိပ်လိုက်တယ်နှိပ်ပြီးတော့မှကျွန်တော်ဒီမှာပေါ့နော်ဒီမှာ power ပုံစံမျိုးလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်နှိပ်နှိပ်လိုက်ပါတယ် โอเคကျွန်တော်တို့ခေတ္တဆောင်းလိုင်းပြီးသွားတာနဲ့ကျွန်တော်တို့နေရာဒီမှာပေါ့နော်စင်ကာပူ region နဲ့ဒီမှာ connector ဆိုပြီးတော့မှအစိမ်းအောင်လေးပြောင်းသွားပြီပေါ့နော်ဒါဆိုလို့ရှင်ဒီမိတ်ဆွေတို့ရဲ့ဒီ laptop တွေမှာ Facebook တွေကျွန်တော်တို့တခြား VPN လိုတဲ့ application တွေကိုကျွန်တော်တို့ line အကောင်းဆုံးနဲ့ကျွန်တော်အသုံးပြုလို့ရပြီဖြစ်ပါတယ်ဒီ VPN လေးကတော့ဒီ free VPN နဲ့မှာအကောင်းဆုံး VPN လေးဖြစ်တာကြောင့်ကျွန်တော်အနေနဲ့ share ပြရခြင်းဖြစ်ပါတယ်ပေါ့နော်အားလုံးပဲအသိပေးကြပါသေးခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါဦးနော်